မကွေးတိုင်းရေစကြိုမှာကြေးရွာတွေကိုမှွေနောက်ဖျက်ဆီးဖို့ထွက်လာတဲ့စောစုစစ်ကြောင်းကိုတော်လိုင်းရင်တက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရကြောင်းစောစု၃ရောက်သေဆုံးပြီးဆဲဦးထက်မနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအထိနာပြီးနောက်ပြန်လည်သွားရတယ်လို့အစ်စကြိုနယ်ပြည်သူ့ကာကွယ်အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အေဘီလာ၂၉ရက်မနက်၅နာရီခန့်မှာရေစကြိုမြို့အထိုင်တက်ချလင်းတရင်ခလာရ258ခန်းနဲ့အင်အား150ခန်းနဲ့ထွက်လာတဲ့စောစုစစ်ကြောင်းကို တော်လန်ရေးတပ်တွေကအသင်းဆောင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်တိုက်ပွဲတနေ့ကုန်ဒီပါကြာမြင့်ခဲ့ပါတယ်။အဆိုပါဆိုးစုစစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲတစ်ချိန်ဖြစ်ပွားပြီးတဲ့နောက်ရဲဘော်တွေပြန်ဆုတ်ကမိုင်းစင်ဖို့တွားရောက်တဲ့စုစုကင်းပုံနဲ့တွေ့ပြီးရဲစကြိုမြို့နယ်ပကပဖွဲ့မှုရဲဘော်တို့ကြီတိမှန်ကြာဆုံးခဲ့တယ်လို့ရဲစကြိုမြို့နယ်ပကပပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဟုတ်တယ်ဟိုကျွန်တော်ကြာဆုံးကတော့ခွဲမှုရေးပေါ်တာပေါ့နော်အဲသူက အဲတိုက်ပွဲတစ်ချိန်ဖြစ်ပြီးလို့ကျွန်တော်တို့ရေဝရအကုန်လုံးနောက်ကိုခဏပတ်ထားတယ်ပေါ့နော်ပတ်ထားတဲ့အချိန်မှာသူကအဲ point ဆင်ဖို့အမိုင်းဆင်ဖို့ရှိ ው သွားတဲ့အချိန်မှာပေါ့နော်အာကျွန်တော်တို့ယူဆရတော့ဂိမ်းမုန်းနဲ့တွေ့ပြီးတော့ပြစ်ခံတဲ့သဘောမျိုးဖြစ်တာပေါ့နော်အဲတစ်ချက်ထည့်မဲ့မှန်သွားပြီးတော့အဲနေရာမှာပဲကြာဆုံးသွားတယ်ဗျာဟုတ်